ခုကတော့နေ့ခရီးတင်တဲ့အကြောင်းက food spa တင်တဲ့သူတွေရဲ့လက်တွေ့လေ့ကျင့်နေတဲ့အချိန်လေးပဲဖြစ်ပါရရှင်။အားလုံးပဲမင်္ဂလာပါရှင်။နေ့ခရီးတင်တဲ့အကြောင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်။ အခုပြပြပေးမှာကတော့ food spa တင်တဲ့အကြောင်းလေးပြပြပေးမှာဖြစ်ပါတယ် food spa တင်တဲ့လေလူဦးရေအများများပါတယ်တက်ကြတာပေါ့နော်ကိုယ်စီမှာလက်သေးတက်ရုံနေမကဘူး food spa ပါတခါတည်းတက်သွားရုံနေမကအဝေးကနေပြီးလက်သေးမတက်ပင်နဲ့ food spa ကြီးပဲတိကျနာတက်တဲ့တင်တဲ့နေပါတင်တဲ့သူတွေပါများလာတယ်ပေါ့နော်အခုဆိုရင်ဘာကြောင့်များလာလဲဆိုတော့ food spa တင်တဲ့ဘာသာရက်ထဲမှာ အများကြီးအများကြီးပါဝင်လို့ပဲဖြစ်ပါတယ်နော် food spa တင်တဲ့ဘာသာရက်ထဲမှာဘာတွေပါလဲဆိုတာလေးကိုဒီဗီဒီယိုလေးနဲ့အတူအသေးစိတ်လေးရှင်းပြပေးပါမယ်နော် စ်ပါသင်တန်းလေးထဲမှာဆိုရင်တော့ food cleansing ပြုလုပ်ပြီးတော့မှအစစ်အစစ် step by step အခြေခံကနေပြီးတော့သိချပါပါတယ်။ဟိုဖနောက်တိုက်တဲ့နေ့တွေလည်းပါဝင်သလိုမျိုးပဲခြေဆွဲငုတ်တာတွေပေါ်တဲ့နေ့တွေလည်းပါဝင်ပါတယ်နော်။ပြီးရင်တော့ food treatment ပြုလုပ်ပြီးအစစ်အစစ် ဝိုက်တနစ်ဂိုမတ်ပေါင်းတင်သည့်အစီအစဉ်ဖူမာဆန်နှိမ့်ပြီးတော့ step by step ဂုတ်တွေလေဘင်းတွေလက်တွေနှိမ့်ပြီးပါအကုန်ပါဝင်ပါတယ်နော်ပြီးတော့လို့ရှိရင်တော့ဖူဝက်ဆင်လုပ်ပြီးဒိုင်းဝက်ဆင်လုပ်ပြီးပြီးတော့ခြေထောက်ဖျောင်းသွင်းပြီးလက်ဖျောင်းသွင်းပြီးခြေလက်အမွှေးရွှေသွင်းပြီးခြေထောက်ဆင်းစိန်ပြီးဂျဲစိန်ပြီးစကရက်ဆင်းဆက်ပြီး coffee စကရက်ဆင်းဆက်ပြီးလက်အသားဖွင့်အောင်ပေါင်းတင်ပြီး လက်ကလေးတွေဆိုလို့ရှင်ခွေးဥပအောင်ဆိုပြီးတော့ဘလိုလေးအပေါင်းတင်ရမလဲလက်ပေါင်းတင်လို့ရှင်လဲစေးကိုမိမိဘာသာဆက်လို့ရအောင်ဆိုပြီးတော့လည်းတင်ကြပြတာဖြစ်ပါတယ်เนาะပြီးတော့ရင်เนาะဖက်နောက်ကလေးတွေတိုက်လို့ရှင်လဲဆက်တွေဆက်လေးနဲ့အသုံးပြုပါလေးလဲပါဝင်ပါတယ်เนาะအခုဘာသာရက်လေးကလက်သေးတင်ထားတဲ့ဟိုညီမလေးများဆိုတာအားလုံးပေါ့เนาะအကုန်လုံးဒီဘာသာရက်ကလေးကိုတက်လိုက်တာ ਨੇ ကိုယ့်ရဲ့ဆိုင်မှာဝင်ဝင်အရန်တိုးတဲ့ဘာသာရက်လေးပဲဖြစ်ပါတယ်เนาะလူကြီးလူငယ်မျိုးအရန်ကြိုက်တဲ့ဖူမာဆက်တွေလည်းပါဝင်သလိုမျိုးပဲအဓိကသိထားရမှာက ဖူမာဆက်နဲ့ဖူစပါနဲ့ဖူထရီမန့်သုံးဖို့ပြီးလုံးဝမတူပါဘူးနော်တူမလို့လို့နဲ့ကွဲပြားပါတယ်နော်ကွဲတယ်ပေါ့နော်အဓိကပြောချင်တာကတချို့ကျတော့အဲ့ဒါကိုရောနေတယ်ပေါ့နော်အဲ့လိုမျိုးမရောရအောင်အဲ့ဒီရဲ့မီးတွေအကုန်လုံးမတူဘူးပေါ့နော်အဲ့ဒါလေးတွေကအစတင်ပေးပြီးတော့မှဈေးနှုန်းယူပုံယူမိရမှာစာဈေးနှုန်းတွေကအစတင်ကြပြတာဖြစ်ပါတယ်ရှင်ပြီးတော့ရင်နော်ဘယ် step by step လုပ်တဲ့အချိန်မှာဘယ်မိနစ်နဲ့ဝင်အောင်လုပ်ကမလဲကစာတေချအသေးစိတ်ကိုမှတင်ကြပေးနေတာဖြစ်ပါတယ်ရှင် ီဘာသာရက်လေးကတော့တင်နန်းတတုံမှာ6ရောက်ထိပဲလက်ခံတာဖြစ်ပါတယ်เนาะပြီးတော့ရင်တော့လက်တွေ့တစ်ခါလေးလေ့ကျင့်ပြီးတော့မှသာလေလက်မှတ်ပေးတာဖြစ်ပါတယ်เนาะဘိုင်ဝမ်ကလပ်လေးလည်းရှိပါတယ် Food Spa ကိုအဝေးနေပြီးတော့ကနေလာတက်တဲ့ဒီမာလေးတွေဆိုလို့ရှိရင်လည်းတယောက်တည်းပဲတည်တဲ့အချိန်ကိုတင်နန်းဖွင့်တဲ့ရက်ကိုမစောင့်နိုင်လို့ဘိုင်ဝမ်ကလပ်ပဲ join သွားတဲ့ညီမလေးများလည်းရှိပါတယ်เนาะအဲဒီတော့ Food Spa တင်နန်းလေးကိုအဓိကဒီနေ့ကြော်ညာပေးလိုက်ပါတယ်เนาะအကုန်လုံးကလည်းမေးကြတယ်ဘာတွေပါလဲဆိုတာလေးကိုသိစေချင်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုရိုက်ပေးလိုက်တာပဲဖြစ်ပါတယ်เนาะ သင်တန်းလေးနဲ့ပတ်သက်လို့အသေးစိတ်လေးသိချင်လို့ရှိရင် Messenger မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးများရှင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့เนาะ